မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပဘူးတဲ့ပုံစံနဲ့ဆိဆက်မင်္ဂလာပွဲကိုတိန်ကိုတောင်းဖို့အကုန်ကြခံကကျင်းပခဲ့တဲ့ဟင်းဝီရန်ရဲ့စိုးပြေသစဉ် ပေးတဲ့မြအောင်မဲမင်္ဂလာပါမြန်မာငွေ3ပေါင်9000ဟုတ်ပါတယ်3ပေါင်9000ပါဒီငွေပမာဏကကုမ္ပဏီကြီးတစ်ခုရဲ့ယင်းဤမြောက်နံမှုပမာဏတစ်ခုလည်းဖြစ်နိုင်တယ်လို့လူတယောက်ရဲ့တဘောစာရှောက်ဖေးစုစမ်းမှုလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့2025ခုနှစ်မှာတော့ဒီငွေပမာဏကမင်္ဂလာပွဲတစ်ပွဲရဲ့ကုန်ကျစရိတ်မဟုတ်ဘဲစိတ်ဆက်ပွဲတစ်ခုရဲ့ကုန်ကျစရိတ်သာဖြစ်လာခဲ့မယ်ဆိုရင်ပြည်သူတို့ယုံနိုင်ကြမလားရှင်ဒီတန်တားဆက်ဆံစိတ်ဆက်ပွဲကြီးကိုဖန်တီးပြီးမြန်မာနိုင်ငံရဲ့သမိုင်းမှာစာမျက်နှာတွေဖွင့်ခဲ့တဲ့သူကတော့အခြားသူတွေမဟုတ်ပါဘူး မင်းသားဟဲဝေရန်ရဲ့အကယ်ဒမီမင်းသမီးလေးဆိုပြေသစဉ်တို့ပဲဖြစ်ပါရဲ့ရှင်။ဒီဆောင်တွဲလေးရဲ့အချစ်ရေးကိုပြည်သက်တွေရှိချပြခဲ့တဲ့အချိန်ကစပြီးသူတို့ရင်ဆိုင်ခဲ့ရတာကပန်းခင်းလာမဟုတ်ခဲ့ပါဘူး။အထူးသဖြင့်သူတို့ရဲ့ဝတ်ပုံစားပုံ fashion နဲ့ပတ်သက်ပြီးတုံးစံတဲ့ fashion မကြဘူး။ fashion အကွမ်းကြီးဆိုပြီးဝေဖန်မှုတွေကိုအချိန်ချင်းခံခဲ့ရပါတယ်။နောက်ဆုံးရှင်သူတို့ရဲ့မင်္ဂလာဖိတ်စာလေးကိုတော့တော်အရသာလေးပဲဆိုပြီးပြောခဲ့ကြတဲ့အထိပါပဲနော်။ဒီလိုအပြောဆိုဒီလိုဝေဖန်မှုတွေကိုသူတို့ဘလို့တုတ်ပြန်ခဲ့လဲသိလားရှင်။စကလုံးတွေနဲ့တခုံးမှပြန်မပြောခဲ့ပါဘူး။ ို့ကိုဝေဖန်ခဲ့တဲ့လူတွေအလုံးရဲ့ပါဇက်တွေပိတ်မျက်လုံးတွေပြူးကျဲသွားလို့မဲ့အစီအစဉ်တစ်ခုကိုပဲအေးအေးဆေးဆေးပြင်ဆင်ခဲ့တာပါနော် အဲ့ဒါကတော့အော်တိုဘာလ12ရက်နေ့ရန်ကုန်မြို့ရဲ့ကျေငါပွင့်ဟိုတယ်ကြီးမှာကျင်းပခဲ့တဲ့သူတို့ရဲ့စိတ်ဆက်ပွဲပါပဲစိတ်ဆက်ပွဲလို့သာနာမည်တက်ထားပေမဲ့တက်ရောက်ခဲ့တဲ့ Ethereum ရဲ့ပြောစကားအရတော့ဒါဟာမြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးအနုပညာရှင်တွေရဲ့မင်္ဂလာပွဲအထက်အစပေါင်းများစွာပိုကြီးကျယ်ခမ်းနားခဲ့တယ်လို့ဆိုကြပါတယ်တချို့ကဆိုရင်အစိုးရဝိုင်းစုခိုင်တဲ့ရန်မင်္ဂလာပွဲတုန်းကထပ်တောင်းတောင်းလွန်ခမ်းနားလွန်းတယ်လို့မှတ်ချက်ပေးကြတဲ့အထိပါပဲရှင်ဒီပွဲအတွက်သူတို့အဓိကသုံးဆွဲခဲ့တာကခမ်းမအလှဆင်မှုပါ ခမတစ်ခုလုံးကိုတာမန်ပန်းတွေနဲ့မဟုတ်ဘဲနိုင်ငံသားကတကူတက export မှယူတင်သွင်းခဲ့တဲ့ရှားပါပန်းတွေနဲ့ပဲအလှဆင်ခဲ့တာပါ။ဆွစ်ဇာလန်နိုင်ငံလိုနေရာမျိုးကနေတင်သွင်းတဲ့မှုန်ရနဲ့တင်းပြန့်ပြီးဈေးအကြီးဆုံးပန်းတွေနဲ့ခမတစ်ခုလုံးကိုပန်းပင်လေကြီးတစ်ခုလိုပန်းနတ်ပုံနန်းနန်းတစ်ခုလိုဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ အင်းလိုပန်းနှပ်ပုံကြီးထဲမှာတော့သတို့သမီးလောင်းလေးစိုးပြစ်သစင်ကဝေပန်းသူတွေတောင်းငေးမောတော့ရလောက်အောင်လှပနေခဲ့တာပါဖက်ရှင်ကွမ်းတယ်လို့အပြောခံခဲ့ရတဲ့သူကတော့အခုတော့ချက်တည်ရှိလှပတဲ့ပန်းရောင်မြမဝတ်ဆောင်လေးနဲ့တည်ငိနေကောင်းအပြစ်ပြောစရာမရှိအောင်ကိုတော်ဝင်ဆက်ဆက်လှပနေခဲ့ပါတယ်ဒါပေမဲ့အလုံးကိုအားအသင့်မှင်သက်သွားစေခဲ့တာကတော့သူ့ရဲ့လက်တိုင်မှာဆင်မြန်းထားတဲ့ယတနာပေါင်းအမေရိကန်ဒေါ်လာသိန်းချီတန်ဖိုးရှိတဲ့စိန်နဲ့မြကိုဆက်ဆက်ပုံဖော်ထားတဲ့လေဆွဲကြီးကောင်းစိုးပြစ်သစင်ရဲ့အလှကိုပို့ပြီးတောက်ပသွားစေခဲ့တယ်လို့သူတို့ရဲ့ကြွယ်ဝမှုကိုတတ်သိပြ ြနေတယ်လို့ပါပဲဒီမြင်ခွင်းတွေကြောင့်လူတွေကဆိုပြတဲ့စင်ကိုကဘာပေါ်မှာကန့်အကောင်းဆုံးမျိုးသမီးတယောက်ဖြစ်သတ်မှတ်နေကြပါပြီဘာလို့လဲဆိုတော့ချစ်တက်ပြီးတမိုးထတတ်တဲ့ဟင်းဝင်ရလို့အမျိုးသားကောင်းတယောက်ကိုပိုင်ဆိုင်ထိုင်းရုံတည်းမကပါဘူးရှင်ချွေးမပေါ်မှာဘာတစ်ခုမှမလျော့စေပဲအကောင်းဆုံးတွေကိုပဲဖန်တီးပေးတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်တထေးစင်းဝင်ရောက်ခမတွေကိုပါရရှိထားလို့ပါဟေဝင်ရတော့မိသားစုအတွက်တော့သူတို့ရဲ့တူရီတော်ချွေးမလောင်းလေးအတွက်3900ဆိုတာအစမ်းတော့မဟုတ်တော့ပါဘူးရှင် ကဲပရိသတ်တို့စဉ်းစားကြည့်ပါအောင်ရှင်စိတ်ဆက်ပွဲလေးတစ်ခုတည်းကိုတော့ဒါနာဤဆက်ဆက်ဒီလောက်အကုန်ကြခံပြီးကျင်းပခဲ့တာဆိုတော့သူတို့ရဲ့တကယ့်မင်္ဂလာလက်မှတ်ရေးထုတ်ပွဲမင်္ဂလာဆွမ်းကြွေးပွဲနဲ့အဓိကဘိသိက်မင်္ဂလာအခမ်းပွဲကြီးကရောဘလောက်များထင်ဝါခံရမလဲဆိုတာကျမတို့အားလုံးရင်ခုန်စားတဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့နဲ့တူတူဆက်လက်စောင့်ကြည့်အားပေးရင်းနဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ